ဓာတင်းကျိုးကာလာမှာထီချဲပေါက်ကိန်းရှိရဲ့နေနံနေနဲ့ခုနှစ်ရက်သားသမီးအားလုံးကိုထီချဲပေါက်စီမဲ့အစွမ်းထက်ရရာတစ်ခုကိုဆရာကဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်เนาะဆရာတို့အခုဆိုရင်ဓာတင်းကျိုးကာလာကိုရောက်ရှိလို့လာပါပြီဓာတင်းကျိုးကာလာမှာထီတွေချဲတွေပေါက်ကိန်းရှိရဲ့နေနံနေထီစုကြီးချဲစုကြီးပေါက်ကိန်းရှိရဲ့နေနံနေเนาะပြီးတော့ကန်စမ်းမဲစုကြီးပေါက်ကိန်းရှိရဲ့နေနံနေ ငွေအလုံးရင်းဝင်ငင်းရှိရဲ့နေနံဒီကန်ထူးကန်ကောင်းစီမဲ့နေနံဒီတရင်ကျုကာလာမှာ စီဝါရေးတွေတဟုန်လို့တိုးတက်မဲ့နေနံဒီငါးခုအကြောင်းဆရာကပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေနံငါးခုဟာဆိုရင်တရင်ကျုကာလာမှာအယန်းကိုကန်ကောင်းပြီးတော့မှအယန်းကိုမှထူးခြားနေပါတယ်ဒီနေနံငါးခုကတော့တနင်းငွေ တနင်းလာဗုဒ္ဓဟူကြာတာပရီ စနေသားသမီးတွေပဲဖြစ်ပါတယ်။ဆရာအခုပြောသွားတဲ့နေနဲ့၅ခုဟာတရင်ကျုကာလမှာထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်။ကန်စမ်းမဲပေါက်ကိန်းရှိတယ်။မျောလင့်ထားတဲ့ငွေကြေးတွေရရှိဖို့ရှိတယ်။ငွေလုံးရင်းဝင်ကိန်းရှိတယ်။စီးဝါးရေးတွေတဟုန်တိုးတက်ဖို့ရှိတယ်။အလုံးကိုင်းနေအစဉ်ပြေပြီးတော့အယောင်းဝယ်တွေတဟုန်တိုးတချိန်တိုးအယောင်းဝယ်တွေအရန်ကောင်းမဲ့နေနဲ့၅ခုပဲဖြစ်ပါတယ်။ဒီနေနဲ့၅ခုပါဆိုရင်တရင်ကျုကာလမှာအယံဟိုမှထူးခြားနေပါတယ်။အယံဟိုမှလည်း အောင်မြင်တိုးတက်တော့မဲ့ကံကောင်းနေတဲ့ဂွေနှဲကိုရောက်ရှိနေပါတယ်အဲ့ဒါကြောင့်မလို့ဒီနေ့နဲ့ငါးခုဟာသတင်းကျကာလမှာကံအကောင်းဆုံးနေ့နဲ့ငါးခုလို့ပြောလို့ရပါတယ်အဲ့ဒါကတော့ဆရာတို့သတင်းကျကာလမှာအခုရောက်ပဲဆယ်လာပိုင်းမှာရောသတင်းကျကာလမှာရောထီချဲပေါက်ကင်းရှိတဲ့အများဆုံးနေ့နဲ့အနေနဲ့သတင်းကျကာလနဲ့အခုလာမဲ့ဆယ်လာပိုင်းမှာကံအကောင်းဆုံးနေ့နဲ့ငါးခုလို့ဆရာကပြောလို့ရပါတယ်ပြီးတော့နောက်တစ်ခုကတော့ ဒီခொနည်းရသာသမီအားလုံးပေါ့နော်အခုဆိုရင်10လပိုင်းကိုရောက်ရှိတော့မှာဖြစ်ပါတယ်10လပိုင်းမှာထီတွေချဲတွေပောက်ချင်တယ်နော်ထီချဲပောက်စေမဲ့ရေရရာဆရာကိုပေးပါပေးပါလို့ပြောလို့ဆရာကထီချဲပောက်စေမဲ့ငွေအလုံးရင်းဝင်စေမဲ့ရေရရာတခုကိုဆရာခொနည်းရသာသမီအတွက်ဆရာပေးပေးပါမယ်နော်ဆရာတို့ထီတွေချဲတွေထီတွေချဲတွေပောက်ဖို့ထီစုကြီးတွေပောက်ဖို့နော်ဆရာတို့လိမ္မော်တမ်းများကကြစို့ဆိုတဲ့ရေရရာလေးကိုဆရာပေးပါမယ်ဒီရေရရာလေးကိုဆရာမနစ်ကလည်းပေးမှုပါတယ် ီရရောင်လိုက်လုတဲ့လူတူတော်တော်များများပေါ့နော်ဒီရီချဲတွေပေါက်ကြတယ်ကန်စမ်းမဲစုကြီးတွေပေါက်ကြတယ်အိမ်တွေခြံတွေမြေတွေတိုက်တွေကားတွေဝင်လာတယ်နော်ငွေအလုံးရင်းဝင်လာတယ်မမျော်လင့်ထားပဲနဲ့ငွေကြီးတွေရရှိလာတယ်အဲ့ဒါကြောင့်မလို့ဒီရရလေးကတော်တော်လေးဟိုမှာအစွမ်းထပ်ပြီးတော့ထူးခြားတဲ့ရရရမလို့ခொနည်းရသားသမီးကိုဆရာကအခုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီရရကတော့ဘာလဲဆိုရင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ပေါ့နော်ဆရာပြောတဲ့ဟာကိုကတ်လူရမှာဖြစ်ပါတယ် ကတ်လို့ရမယ့်အချိန်ကတော့မနက်9:00နာရီကနေမနက်7:00နာရီခွဲတွင်ကိုကတ်လို့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုတွေ့ရနေရတွေ့ရနေမှာပဲကတ်ပေးပါနော်ဒီဗီဒီယိုတွေ့ရနေမှာပဲကပ်ပေးပါညမှာတွေ့ရဆိုရင်လည်းမနေ့မှာကပ်ပေးပါနေတိုင်းကတ်ဆရာမလို့ပါဘူးတရက်ထဲပဲကတ်ရမှာဖြစ်ပါတယ်ဒီတရက်ထဲကတ်လိုက်ုံနဲ့တရင်ကျုကာလာမှာရောဆယ်လာပိုင်းတစ်လလုံးရောထီရီချဲတွေပေါက်လာလိမ့်မယ်ငွေအလုံးရင်းဝင်လာလိမ့်မယ်ငွေဝင်ကျန်းလာပါလိမ့်မယ်ဆိုတာကိုဆရာကအာမခံပါတယ်နော်အဲ့တော့ဆရာတို့တစ်ခွက်ကတော့လိမ့် တမ်းမြာရီတစ်ခွက်လိုပါတယ်ဆရာတို့လိမ္မော်ရီတစ်ခွက်လိုပါတယ်တောက်တော်ရီတစ်ခွက်လိုပါတယ်เนาะဒီ၃ခုလုံးကိုပေါ့เนาะဒီ၃ခွက်လုံးကိုပကံများတစ်ချက်သေးကိုထည့်ထားဖို့လိုပါတယ်ခွဲပြီးတော့မကတ်ပါဘူးပကံများတစ်ချက်သေးမှာပဲဆရာတို့ထည့်ထားမယ်ထည့်ပြီးပြီဆိုတာနဲ့ပေါ့เนาะဆရာတို့ပကံများလေးကိုချပြီးတော့လက်လက်လေးနဲ့ဆရာလိုပဲလက်လေးနဲ့နှစ်ဖက်ကင်လိုက်မယ်မျက်လုံးလေးနဲ့တေချာအာယုံပြုပြီးတော့တံမုတ်တွေကာလာကို၉កောက်24ပစ္စည်းအချင်းကို၉កောက်ရွတ်ပါမယ်ရွတ်ပြီးပြီဆိုတာနဲ့ဆရာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအချိုးရီ အေးအချိုကြီးကတ်လူရမှာဖြစ်ပါတယ်အေးအချိုကြီးကတ်လူရကတ်လူလိုက်ပြီဆိုတာနဲ့ကို့မှာရှိတဲ့အပူတွေငိမ့်စီတယ်အခက်ခဲတွေပြေလေစီတယ်ထီတွေချဲတွေပေါက်စီတယ်စီးဝါတက်စီတယ်အယောင်းဝယ်ကောင်းစီတယ်အလောက်ကင်တွေအစီပြေစီပါတယ်စူတောင်းအမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကိုတရင်ကျုကာလာမှာရောဆယ်လာပိုင်းမှာရောထီတွေချဲတွေပေါက်စီမဲ့ ငွေဝင်ကျန်းစီမဲ့ငွေအလုံးရင်းဝင်စီမဲ့လိမ္မော်ရီတစ်ခွက်တမ်းများရီတစ်ခွက်တောက်တော်ရီတစ်ခွက်ကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေစနာတရာတရားမြတ်တာအချိုးများကြောင့်တပည့်တော်သည်တရင်ကျုကာလမှာရောဆယ်လာပိုင်းမှာရောထီထီချဲတွေပေါက်ပါစေထီထီစုကြီးချဲစုကြီးပေါက်ပါစေအလုတ်ကိုင်းတွေအစင်ပြေစေပါစေအယောင်းဝယ်တွေကောင်းပါစေဒီထက်မကလူနိုင်တန်းနိုင်ပြရစေဒီထက်မကသာသနာပြုနိုင်ပြရစေဆိုပြီးဆရာတို့ဆုတောင်းမယ်ဆုတောင်းပြီးပြီဆိုတော့ ਨੇ ဒီရီယာလေးပြုလုပ်လို့ပြီးပါပြီเนาะ ဒီရရပြုတ်လုံမယ်ဆိုရင်ဆရာအရေးကြီးရမှာကျင်တာကတော့ Facebook ကပရိသတ်တွေရော TikTok ကဆရာရဲ့ပရိသတ်တွေရောခရီးရသားသမီးအားလုံးရောဆရာရဲ့ဒီဆရာရဲ့ account ကို like and follow လေးလုပ်ထားပေးပါဆရာ account ကို like မလုပ်ရသေးရင် like လုပ်ထားပေးပါ follow မလုပ်ရသေးရင် follow လုပ်ထားပေးပါဒါမှဆရာနေ့စဉ်အမြဲတမ်းတင်ပေးတဲ့ရတရားတွေ၊ဗီဒီယိုအကြောင်းတွေတွေ့ရမှာဖြစ်ပါတယ်ပြီးရင် ဆရာတို့ဒီဗီဒီယိုလေးကိုလည်း share ထားပေးပါများများလေး share ထားပေးပါအဲ့ဒါမှတခြား9ရဲ့သာသမီတွေတွေ့ရအောင်လို့ပါပြီးတော့ comment မှာလည်းမိမိရဲ့နေနံကိုရေးခဲ့ပေးပါဆရာတဦးတယောက်ချင်းစီတိုင်းကိုဆရာကစူတောင်းပေးဖို့မှာဖြစ်ပါတယ်အားကြောင့်မလို့ဆရာပြောတဲ့ဒီ၃ခုလေးကိုတေချာပေါက်လောက်ထားပေးပါလို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like လောက်ထားပေးဖို့ပြောချင်ပါတယ်ပြီးရင်မျက်စောဖေးရအောင်ဆရာတို့စီမီပေါ့နော်ဖျောင်းနိုင်အဖြူရောင်၃နိုင်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ပူဇော်မယ်เนาะပြီးရင်နောက်တစ်ခုကတော့ပေါ့เนาะဒီ အခုလာမဲ့10လပိုင်းမှာပေါ့နော်အခုအခုအခုရောက်နေတဲ့9လပိုင်းမှာဆရာတို့ညာဘက်လက်ဖွားရတဲ့လူတွေဘယ်ဘက်မပါဘူးနော်ဆရာပြောတာဘယ်ဘက်မပါအောင်ညာဘက်လက်ဖွားရတဲ့လူတွေညာဘက်6ရောက်ရတဲ့လူတွေညာဘက်နားရတဲ့လူတွေပေါ့နော်နားနောက်ရတဲ့လူတွေဟာတော့ပေါ့နော်ထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်ငွေအလုံးရင်းဝင်ကိန်းရှိတယ်နော်မမျောလင့်ထားပဲနဲ့ဟိုငွေကြီးတွေရရှိတတ်ပါတယ်ညာဘက်လက်ဖွားရတဲ့လူတွေညာဘက်ခြေဖွားရတဲ့လူတွေ နာဘက်ညာဘက်နာဒီနောက်နာရားတဲ့သူတွေတော်တော်များများလက်ပွင့်လက်ရွှင်ပြီးတော့ငွေလုံးရင်းဝင်လာတတ်ပါတယ်။အဲ့ဒါကတော့ဆရာတို့အတိတ်နမိတ်လေးကိုဆရာပြောပြပေးခြင်းဖြစ်ပါတယ်။အဲ့တော့ဒီတံမြာကြီးလေးကိုလည်းဒိမော်ကြီးတို့လည်းကတ်ပါထီစုကြီးချဲစုကြီးပေါက်ပေါက်ချင်တဲ့သူတွေအကုန်လုံးပေါ့နော်။ပြီးတော့ဆရာဒီနေ့အရေးကြီးရာလေးပြောချင်တာကတော့ဆရာစီမှာဆယ်လာပိုင်းတလာလုံးငွေဝင်ချမ်းစီတဲ့ ဝေဝင်စေမဲ့ထီချဲပေါက်စေမဲ့ယရိယာတွေအစီမံတွေလာအပ်လို့ရပါပြီ။ဆရာစီမှာအချီရေးအိမ်ဆောင်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးစမ်းပွင့်လက်ပွင့်မျက်နှာပွင့်ဖို့ငွေဝင်ကျန်းဖို့ထီချဲပေါက်ဖို့အရောင်းအဝယ်တွေကောင်းဖို့ထီစုကြီးချဲစုကြီးတွေပေါက်ကြဖို့အတွက်ဆရာစီမှာထီကံမြင့်ချဲကံမြင့်ငွေကံမြင့်စီးပွားကံမြင့်ယရိယာတွေအစီမံတွေဆယ်လပိုင်းအတွက်တည်င်းကျုပ်ကာလအတွက်လာပြီးတော့အပ်လို့ရပါတယ်။ ဘီရင်မေးလို့ရတယ်ဆရာစီမှာဇာတာစစ်လို့ရတယ်တဲတော်မေးလို့ရတယ်အချားမြင်ပေးလို့ရတယ်စိုင်နံပဲပေးလူနံပဲပေးတွေလည်းမေးလို့ရတယ်အဆောင်တွေလည်းဝယ်လို့ရပါတယ်ဒါလေးကတော့ဆယ်လာပိုင်းသတင်းကျုပ်ကာလအတွက်เนาะအဆောင်လေးတွေအသေးထုတ်ထားပါတယ်သတင်းကျုပ်ကိုဆရာတို့ဦးစားပေးပြီးတော့ဆရာရတရား6မျိုးတရိုက်တဆင်17မျိုးပြုလုပ်ထားတဲ့အဆောင်လေးဖြစ်ပါတယ်ဒါလေးကတော့ငွေဝင်ငွေမြဲစေတဲ့အစီပလင်းလေးဖြစ်ပါတယ်ငွေဝင်ငွေမြဲစေတဲ့ အစွမ်းထက်ဝေဝင်ဝေမြဲနေတဲ့အစီပလင်းလေးဖြစ်တဲ့ဆရာတို့တဘာဝတတိတုတ်တဘာဝတတိတုတ်ဦးတွေနဲ့ရရားအစီမံလေးဆရာတို့ပြုလုပ်ထားတာဖြစ်ပါတယ်။ဒါလေးကတော့ဝေဝင်ကျန်းစီထီချဲပေါက်စီတဲ့ရေမွေးလေးနဲ့ဝေဝင်ဝေမြဲနေတဲ့အစီပလင်းလေးနဲ့ရေမွေးပလင်းလေးဖြစ်ပါတယ်။ဒီနှမျိုးကိုဆရာသတင်းကျုပ်ကာလာမှာအထူးအဆောင်ပစ္စည်းအနေနဲ့ရောင်းပေးမှဖြစ်လို့ Viber Messenger Telegram မှာလာပြီးတော့ဝယ်လို့ရပါတယ်။အရန်ဟိုမှာအစွမ်းထက်ပြီးတော့ ထူးခြားတဲ့အဆောင်ပစ္စည်းလေးတွေဖြစ်ပါတယ်ရရရာတွေလည်းစတင်ပြီးတော့ဆရာလက်ခံပါပြီမိမိရဲ့နာမည်မွေးနေ့နေ့နဲ့တွေကိုဆရာရဲ့ Viber Messenger Telegram မှာပို့လို့ရပါတယ်ဆရာရဲ့ဖုန်းနံပါတ်က Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ကလည်း396ကြီးပဲ6လုံးပြီးရင်331ဖြစ်ပါတယ်ဒီနံပါတ်မဟုတ်ဘူးဆိုရင်စာမပို့ပါနဲ့ငွေလည်းမလွှဲပါနဲ့အလိန်ခံရရင်ဆရာလုံးဝတာဝန်ယူမှာမဟုတ်ပါဘူးအဲ့ဒါလေးကိုဆရာကြိုပြီးတော့ပြောထားတာဖြစ်ပါတယ်ဆရာအခုဆိုရင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဘီဒင်ဟောကန်ဖွင့်လှစ်ထားတာဖြစ်ပါတယ်အဲ့တော့ ြန်မာပြည်အသူတွေကတော့ Viber တို့ Messenger တို့ Telegram တို့ကနေဆရာစီမှာရေဒီယာအက်လို့ရတယ်။ထိုင်းနိုင်ငံမှာနေရတဲ့သူတွေကတော့ဆရာရဲ့ထိုင်းဖုန်းနံပါတ်ကိုဓာတ်ရိုက်ဆက်ပြီးတော့လဲဗီဒီယိုမေးလို့ရတယ်။ဆရာရဲ့ဘန်ကောက်ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ဖြစ်ခဲ့ရင်လဲဆရာရဲ့ဗီဒီယိုဟောကန်ကိုလာခဲ့ကြပါလို့ဆရာဖိတ်ခေါ်ပါတယ်။လက်ဆောင်ပစ္စည်းတွေလဲဆရာပေးသွားအောင်မှာဖြစ်ပါတယ်။ခုနှစ်ရသားသမီးအားလုံးเนาะတတိယကျကာလမှာရောဆယ်လပိုင်းမှာရော ဆရာခုပြပြသွားမယ်ရေရယာကိုကတ်လူကြတယ်ပြုလုပ်ကြတယ်ခொနီယာသားသမီးအားလုံးရောသတင်းကြိုကာလမှာရောခொနီယာသားသမီးအားလုံးကျမ်းမာချမ်းသာပြီးတော့ငွေတလဟောဝင်ပြီးတော့ထီထီချဲချဲပေါက်ကြပါစေလို့ဆရာထူးမြအောင်ကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်